မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီနေ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အထူးကိနှလုံးကိုပြန်လည်ပြောသွားမှာဖြစ်ပါတယ်ဗောနော်ကျွန်တော်နံပါတ်73နံပါတ်74ရာနေစာမီးလေးလာကြည့်မှာဖြစ်ပါတယ်ကျွန်တော်ဒါကနီးနံပါတ်7ဗောနော်ဒါကနံပါတ်7ဖြစ်ပါတယ်နေ့တည်းရန်9ခွန်ရစပီးဖြစ်ပါတယ်အဲ့ဒီမှာတော့ကျွန်တော်နေ့နေ့ခွန်စပီးဖြစ်ပါတယ်နေနေခွန်ဘောနောတာကြမတင်တာဒီနေနေခွန်နဲ့ဆိုပြီးဖြစ်ပါတယ်ဒီဘက်ကနေရဒီဘက်ကခွန်ရနေနေခွန်ဆိုပြီးဖြစ်ပါတယ်ဘောနောဒီကိုတေတေ 9813မှာဆိုရင်ဒီနေ့ကွန်ပျူတာနောက်ထပ်ချက်မှာ388ဆိုပြီးဖြစ်ပါတယ်388ဆိုတဲ့အတွက်ဒီဘက်က6ရဒီဘက်က3ရပေါ့နော်388ဆိုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ချက်မှာကြာတော့388ပြီးတော့339ဖြစ်ပါတယ်ခင်ဗျာ339ဒါကြောင့်မို့ဒီဘက်က9ဒီဘက်က9 9800ရခွန်900ရမှာ9ဒလုံးတူတယ်ပေါ့နော်339ဖြစ်ပါတယ်9လုံးပဲအနေနဲ့ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်3နေနေဆိုပြီးဖြစ်ပါတယ်ပေါ့နော်339ပြီးတော့39နေဆိုပြီးဖြစ်ပါတယ် 3နှစ်ဒါကြောင့်မို့ဒီမှာတော့နှစ်3ပဲအနေနဲ့ပေါ့နော်ဒီမှာလေ3အပါဖြစ်ပါတယ်3နှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3နှစ်ပြီးတော့ဆက်တဲ့ချိန်မှာကျတော့3 9နှစ်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်အဲ၄3 3ဆိုတဲ့အတွက်3တလုံးပိုင်အနေနဲ့ကျွန်တော်3 3 9နှစ်ဆိုပြီးဖြစ်ပါတယ်အဲဒီမှာ6 5 4 6 6တလုံးပိုင်ဖြစ်ပါတယ်ပေါ့နော်3 9နှစ်ပြီးတော့နောက်ထပ်ချိန်မှာ2 4 6ဆိုပြီးဖြစ်ပါတယ် နေလေးရှောက်စရဲအတွက်ဒီဘက်က6လုံးပဲအနေနဲ့ဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်6လုံးပဲအနေနဲ့အဲနေလေးရှောက်ဖြစ်ပါတယ်ဒီမှာလေးလေးတလုံးပါသေးတယ်ပေါ့နော်နေလေးရှောက်ဆိုပြီးဖြစ်ပါတယ်ပြီးတော့ကျွန်တော်၄3 3 5 3တလုံးတူတာဖြစ်ပါတယ်ပေါ့နော်နေလေးရှောက်ပြီးတော့3နေလေးဆိုပြီးဖြစ်ပါတယ်3နေလေးဒါကြောင့်မို့ကျွန်တော်ဒီမှာဆိုရင်၄ရ3ရ3ရ3လုံးပဲအနေနဲ့3နေလေးဆိုပြီးဖြစ်ပါတယ်ပေါ့နော်3နေလေးပြီးတော့နောက်ထပ်တစ်ချိန်မှာ5နေဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ရှင်ကနေဆိုတဲ့အတွက်ဒီဘက်ကနေရဒီဘက်ကခြေရနေတိ6ရှစ်ဆိုတဲ့အတွက်နေရှိသည်ရှင်ကနေဆိုပြီးဖြစ်ပါတယ်ဗောနော်ဒီ9လေး6ရှစ်မှာရှင်ကနေပြီးတော့ရှေရှောင်း9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာရှေရှောင်း9အဲကြောင့်မို့ကျွန်တော်ဒီမှာဆိုရင်9ရက်6ရက်10ရက်ဒီ6ရက်5ဆိုပြီးဖြစ်ပါတယ်၄3 3 3တုံးတလုံးတူတာဖြစ်ပါတယ်ပေါ့နော်ဒီ6ရက်5ပြီးတော့3 5 6ဆိုပြီးဖြစ်ပါတယ်3 5 6 ဒါကြောင့်မို့ကျွန်တော်ဒီမှာတော့၃လုံးပဲအနည်းနဲ့၃ထိပ်စီ၃၅၆ဆပီးဖြစ်ပါတယ်။၃၅၆ပြီးတော့နောက်ထပ်ဒီချိန်မှာ၆၄၆ဆပီးဖြစ်ပါတယ်ပေါ့နော်။၃၅၆ပြီးတော့၆၄၆ဒါကြောင့်မို့ကျွန်တော်ဒီမှာဆိုရင်၆လုံးပဲအနည်းနဲ့ပေါ့နော်ထိပ်စီနဲ့အပိန်နေရာဖြစ်ပါတယ်။ရှောင်းလေးရှောင်းပြီးတော့၈ခွန်၈တုံညာ၈နှလုံးတူတယ်ပေါ့နော်၈လုံးပဲအနေနဲ့ဖြစ်ပါတယ်ရှောင်းလေးရှောင်းပြီးတော့၉ခွန်၈ဖြစ်ပါတယ်ပေါ့နော် ကိုခွန်ရှင်ဒါကြောင့်မို့ဒီဘက်ကရှေ့ရခွန်ရရှေ့ရပါနော်ကိုခွန်ရှင်ဆိုပြီးဖြစ်ပါတယ်ဒီခွန်6 4လျှောက်မှာကိုခွန်ရှင်ပြီးတော့6 9လျှောက်ဆိုပြီးဖြစ်ပါတယ်6 9လျှောက်ဒါကြောင့်မို့ဒီမှာလည်း6လုံးပဲအနေနဲ့ထိတ်စီနေအပိတ်နေရဖြစ်ပါတယ်8ခွန်8 3ည8လုံးပဲအနေနဲ့ပါနော်6 9လျှောက်ပြီးတော့8 9 8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့အဲ့ဒီမှာဒီ8ဒီနဲ့ထိတ်စီနေအပိတ်နေရပဲဖြစ်ပါတယ်ခင်ဗျာ ။ Okay ဒါလေးကိုကျွန်တော်မိတ်ဆွေများနှီးလေးလာလို့ရအောင်ပေါ့နော်။ပြန်လည်းငါတော့မှာဖြစ်ပါတယ်။ကျွန်တော်ဒီနိနေခွန်အနေရှားထားတာဖြစ်ပါတယ်ပေါ့နော်နိနေခွန်388 3399 39 39 2နိနေလေးရှောက်3နိလေး85နိရှောက်935ရှောက်ရှောက်လေးရှောက်98ရှောက်96ရှောက်198ဆိုပြီးတော့ကျွန်တော်နံပါတ်20နဲ့ရှောက်ချိန်ထိရှိတော့ခဲ့ပြီဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်နိနံပါတ်1ကိုစာပြီးနေတာကြည့်အောင်လားခင်ဗျာ ။ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်နီးနံပါတ်၁ဖြစ်ပါတယ်ဗောနော်နီးနံပါတ်၁မှာဒီခွန်နှကြိမ်ပေါင်းတာ၁၄ဖြစ်ပါတယ်။ရှစ်၃ကြိမ်ပေါင်း24ဗောနော်လေးနဲ့ခွန်ပေါင်းရှင်း30နဲ့တိတ်ကိုတိပေးကြီးမှာဖြစ်ပါတယ်။ဒီခုနှစ်ကတစ်ကြိမ်ဒီရှစ်နှကြိမ်ပေါင်းတာ16ဒီ9နှကြိမ်ပေါင်းတာ30နေ့နှစ်ကြိမ်ပေါင်းတာက၄ဗောနော၅၃ကြိမ်ပေါင်းရှင်15ဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ဒီမှာတို့၄နဲ့ လေးနဲ့၁ပေါင်၅၅နဲ့ပေါင်ရင်၁၀ပေါ့နော်။ရှောင်းနဲ့၄ပေါင်ရှင်း၁၀ဒီမှာခုနှစ်တလုံးကြာတာဖြစ်ပါတယ်။ခွန်ကိုတည့်ရောက်လိုက်တာပေါ့နော်။ခွန်ကိုတည့်ရောက်တော့6ခွန်6မှာဆိုရင်69ရှောက်စုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီမှာ6ဒီ69 6ပေါ့နော်။ခွန်6မှာ69ရှောက်ဖြစ်ပါတယ်။ဆိုတော့ဒီမှာပေါ့နော်။ခွန်6မှာ69ရှောက်စုပြီးဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်ဒီ8ခွန်ဆိုတာလေးဆက်ကြည့်အောင်လားခင်ဗျာ။ ဒီကအပေါ်အလိုမျိုးပဲဗောနော်ဒီခုနှစ်နဲ့ဂျိုင်းငါးနဲ့ဂျိုင်းဒီမှာတဂျိုင်းသုံးဂျိုင်းတဂျိုင်းသုံးဂျိုင်းဒီကတဂျိုင်းစီဗောနော်ပြီးရင်တဂျိုင်းဒီကလည်းနှစ်ဂျိုင်းဒီမှာနှစ်ဂျိုင်းတဂျိုင်းပြီးရင်အလေးမှာနှစ်ဂျိုင်းအပိတ်မှာသုံးဂျိုင်းဆိုပြီးတော့ဒီလေးဖြစ်ပါတယ်ဗောခင်ဗျာโอเคဒါဆိုရင်ငါးနှစ်ဂျိုင်းပေါင်းတာတစ်၄ဗောနော်ကိုကတဂျိုင်းရှောက်ကတင်းနဲ့တုံးလေးရှောက်လေးတိုင်းနဲ့၁၀နဲ့လေးဖြစ်သွားပြီဗောနော်၉နှစ်ချိန်ပေါင်းတာက၁၈၅နှစ်ချိန်ပေါင်း၁၈နှစ်ချိန်ပေါင်းတာ၁၆ကိုနောက်မှရှိတဲ့၉နှစ်ထပ်ပေါင်းတဲ့ ခုနှစ်ကြိမ်ပေါင်းတာဆက်သေးဖြစ်ပါတယ်ဗောနော်63ကြိမ်ပေါင်းတာဆက်ရှင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီမှာ၄6ပေါင်းရှင်းက30ဖြစ်ပါတယ်၄6ပေါင်းရှင်း30ဗောနော်နောက်ထပ်ဒီ၄8ပေါင်းတာဆက်နှစ်ရှင်းနေပေါင်းရင်20ဖြစ်ပါတယ်ဒါတော့9နဲ့9ပေါင်းရှင်းဒီ78ဆိုရတဲ့အတွက်8ကိုတည်ရောလားခွန်ဗောနော်8ခွန်မှာဆိုရင်698ဆိုပြီးဖြစ်ပါတယ်ရှိခွန်မှာ698ဖြစ်ပါတယ်ခင်ဗျာ ။ဒါဆိုရင်ကျွန်တော်ဒီမှာရှစ်ခွန်ဆိုပြီးပြပြထားတယ်ပေါ့နော်။ဒီနေ့အတိုင်းပဲဒီဟာဘောကပင်တွေကိုမိတ်ဆွေများပြန်ပြီးစစ်ကြည့်လို့ရတယ်။ဒါဆိုရင်ကျွန်တော်ဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ။ဒီလေးနဲ့ချိန်ပေါင်းတာကရှစ်ဖြစ်ပါတယ်။ကိုရှစ်ကကိုကတစ်ချိန်ပေါ့နော်။ရှစ်က3နဲ့3လေးရှစ်လေးလေး30နဲ့နေပဲကြီးမှာပေါ့နော်။လေးနဲ့ချိန်ပေါင်းရှင်းရှစ်ဒီ3နဲ့ချိန်ပေါင်းတာက6ဒီ3နဲ့3ပေါ့နော်။ကိုနဲ့ချိန်ပေါင်းရှင်း78ဆိုပြီးဖြစ်ပါတယ်။ โอเคဒါဆိုရင်ကျွန်တော်ဒီမှာနေ့နဲ့ရှင်းပေါင်းရှင်းကသစီဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ဒီမှာဒီရှောင်းနဲ့3ပေါင်းရှင်း9ဘောနော်ရှောင်းနဲ့3ပေါင်း9 9နဲ့ပေါင်းတာ78ဖြစ်ပါတယ်ဒါဆိုရင်ဒီမှာရှင်း3ချိန်ပေါင်း20နဲ့4ရာဒီအတွက်ကြောင့်မို့လေးကိုတည်ရတာဆိုရင်3ဆိုတဲ့အတွက်ကျွန်တော်လေး3ရာအနေနဲ့ဘောနော်ဆိုတော့ကျွန်တော်ဒီမှာ၄ရက်၃ရက်ရှိပြီဖြစ်ပါတယ် โอเคနောက်ထပ်ကျွန်တော်နိနာပတ်နေကိုလည်းတစ်ချက်သေးဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာโอเคဒါလေးကတော့ကျွန်တော်နိနာပတ်နေဖြစ်ပါတယ်နိနာပတ်နေမှာဒီ9နဲ့6ပေါင်းတာက73ဖြစ်ပါတယ်9နဲ့9ပေါင်းရှင်းဒီ76 9နဲ့10ပေါင်းတာက15ပေါ့နော်9နဲ့ချိန်ပေါင်း10 10နှစ်ဖြစ်ပါတယ်4တုံညာလီတုံညာ6လေးလီ20နဲ့4ပေါ့နော်9နဲ့ချိန်ပေါင်း10 14ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ။ဒါဆိုရင်ကျွန်တော်ဒီ၄နဲ့၄ပေါင်းရှင်းရှင်းနည်းနည်းပေါင်းရင်30ဖြစ်ပါလေ။ရှောင်းနဲ့၅ပေါင်း71တင်းနဲ့3ပေါင်း400ရတဲ့အတွက်အဲ့ဒီမှာတော့၄ကိုနည်းနည်းပေါင်းရှင်း6ဖြစ်ပါလေ။၄6မှာ6 9 6ဖြစ်ပါလေခင်ဗျာ။ဆိုတော့ကျွန်တော်ဒီမှာ6ဒီသိသိနဲ့အပိတ်ပါနော်။ကျွန်တော်ဒီမှာ၄၆ဆိုပြီးပြပြထားတယ်ဗောနော။နောက်ပိုင်းနောက်ပြီးတော့ဒီ၈၃ညဆိုတာ၄ဆက်ကြည့်အောင်လားခင်ဗျာ။ ကျွန်တော်ဒီ9နဲ့9ပေါင်းရှင်း94ဖြစ်ပါတယ်6နဲ့9ပေါင်းတာက15ရာတယ်ပေါ့နော်3နဲ့9ပေါင်းရှင်း30 9နဲ့ကျိန်30 71ဖြစ်ပါတယ်9လေးလီ30နဲ့6ပေါ့နော်4လေးလီ16ဖြစ်ပါတယ်6နဲ့ကျိန်ပေါင်းတာ72ကို4နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမှာကြတော့ဒီ6နဲ့ဒီ4နဲ့ပေါင်းရင်30ဒီ6နဲ့ဒီ4နဲ့ပေါင်းရင်30ဖြစ်ပါတယ် နေနဲ့တက်ပေါင်းတာ3 3နဲ့ဒီ9နဲ့ပေါင်းရှင်8ဆိုတဲ့အတွက်ကြောင့်မို့ရှစ်ကိုနေနဲ့ပေါင်းတော့30ဆိုတဲ့အတွက်ချစ်တုံညမှာရှစ်ကိုရှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီမှာရှစ်ဒီရှစ်ကိုရှစ်ဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီမှာရှစ်တုံညဆိုပြီးပြပြထားတယ်ဗောနော်ထပ်ပြီးတော့ကျွန်တော်ဒီဟာလေးကိုဆက်လေးလာကြည့်မယ်ဗောနော်လေးနဲ့၅ပေါင်းတာက9ဖြစ်ပါတယ်9နဲ့10ပေါင်းတာဆက်ခွန်9နဲ့10ပေါင်းတာဒီ7ဖြစ်ပါတယ်3နဲ့6 6နဲ့10ပေါင်းရှင် ဆက်လေးပေါ့နော်တင်းလေးချိန်လေးရှောင်းလေးဒီ90နဲ့လေးကိုနောက်ဆုံးမှရှိတဲ့လေးနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ဘယ်သာဆွဲကျွန်တော်ဒီမှာ9နဲ့တင်းပေါင်းရှင်းရသေးပေါ့နော်တင်း3လေးလေးလေးဒီ76ရှောင်းနဲ့ဒီ9ပေါင်းတာ73ရတဲ့အတွက်ကြားလာလေး3ကိုကျွန်တော်ညနေပေါင်းတာ9ဆိုတဲ့အတွက်35ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။အဲဆင်းကျွန်တော်ဒီမှာ၄၃ရ၃၅ရဆိုပြီးတူနေတယ်ပေါ့နော်ဆိုတော့အဲ့မှာ သုံးတလုံးပါတယ်ဗောနောသုံးတလုံးပုံပါနေတာဖြစ်ပါတယ်ဒီမှာလေးရှင်းရှင်းဗောနောရှောက်ရှောက်ရှင်းရှင်းရှောက်ရှောက်သုံးသုံးဒီမှာတော့မတူဘူးဗောနောဒီမှာလေးမတူဘူးဒီမှာသုံးတလုံးတူတယ်ရှောက်တလုံးတူတယ်သုံးတူတယ်နှစ်တူတယ်ကိုးတူတယ်ဗောနောโอเคဒီမှာကနဲမတူဘောနော်ဆိုတော့ဒီတစ်ပတ်မှာတူနေတာက3ရက်3ရက်တူနေတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ရှီပိန်းမှာတင်ပြထားတဲ့ဟာမှာလည်းကျွန်တော်3ပါတယ်ဘောနော် ဒီမှာတဲ့ကျွန်တော်နီးနှမျိုးပြပြထားတယ်ဗောနော်95ရ93ရမှာ9တလုံးတူတာ3တုံညာ9နေ့ရ3ရဒီ3ငါနေ့နေ့ရ9ရ3ရ39နေ့ဗောနော်ဒီမှာနေ့တလုံးတူတယ်အနေလေး6 4ရ3ရ3ရက်နေ့နေ့ရှင်းရှင်းတလုံးတူတယ်ရှင်းငါနေ့ဗောနော်9ရ8ရဒီ8ရောင်9 6ရ3ရ3ငါ6 6ရ6ရ6လေး6ရှင်းနဲ့9နဲ့ဒီ9ခွန်ရှင်း ဒီဟာ6 9တူတယ်ဗောနော်6 9 6တိမှာလဲ8 9ရဲ့8 9 8တိမှာ3 9 9 3တူတယ်ဗောနော်3 9 9 3တိမှာကြတော့3 5တိမှာ၄3ဆိုတော့ကျွန်တော်ဒီတစ်ပတ်မှာတော့3တလုံးပုံပြအာတာတာတွေ့ရတယ်ဗောနော်โอเคဒါကသင်ချာနည်းအရမက်ရှင်များတည်အောင်ပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့ကြတယ်ကျွန်တော်ရဲ့ကျေးဇူးရှင်မက်ရှင်များအားလုံးလည်း ကိုစိတ်ကြမှာဆက်ဆံတာပြီးကောင်းကျိုးလူရာဆန္ဒပြည့်စုံကြပါစေခင်ဗျာ။